အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်။ America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Los Angeles ကပုံကန်နေသူတွေကိုသဘုံတွေလို့သမရဒေါ်နယ်ထရန့်ကပြောလိုက်ပြီးနှိမ်နှင်းဖို့စစ်သားအယောက်2000ကျော်ကိုဆေးလွတ်လပ်ပြီးဖြစ်ပါတယ်။သတင်းအဖြစ်ဆောင်ကတော့ ABC News အပါအဝင် America က မီဒီယာတွေအားလုံးကတော့ Los Angeles ကမြို့ကန်လူတို့ကပါ direct တင်ဆက်သွားတဲ့ကောင်းမှုရာရာသတင်းတွေနဲ့ဗီဒီယို ပုံရိပ်များကို စုစည်းပြီးကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်။တကယ်၍နောက်နေ့တွေမှာဒီအတီကယုံရဲ့အချိန်ဟာဆက်လက်မြင့်မားလာခဲ့ရင်လည်းသတင်းတွေကိုထပ်မံစုဆောင်းပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Los Angeles မှာရှိတဲ့ခိုးဝင်ကျူးကျော်တွေကို ICE အဖွဲ့က Home Depot ရဲ့ လော့စ်အန်ဂျလိစ်ကတရုတ်တန်းရဲ့နောက်ပြီးတော့ခိုးပင်ကျူးကျော်အထောက်ထားမဲ့တွေပုံခိုနေတဲ့ရက်ွက်တွေကြောင်ကြိုးကြောင်ကြားတွေကအစတောက်ကြံတွေကစတင်ပြီးမြောက်များစွာကိုဖမ်းဆီးတာကိုမကျေနပ်လို့ဇာနာပြတဲ့အဖွဲ့ဟာအကြမ်းဖက်တဲ့အဆင့်ကိုရောက်ရှိလာပြီးတော့အဆောက်အဦတွေမီးရှို့ကားတွေကိုမီးရှို့အစိုးရအဆောက်အဦတွေကိုဖျက်ဆီးပြီးအခုဗီဒီယိုမှာ တွေ့ရတဲ့အတိုင်းပဲကားလမ်းလယ်မှာကြံရိုက်ခဲ့တဲ့သူများကားကိုပါ မိရှုပ်ပြီးဖျက်ဆီးနေတာတွေကိုတွေ့ရမှာပါအဲ့ဒီမှာအဆိုးရွားဆုံးကတော့မက္ဆီကိုအလံကိုလွှင့်ထူပြီးတော့ရန်ကားနေတဲ့သူတွေဆန်နှပြမှုကိုခွင်ကောင်းယူပြီးတော့လမ်းစည်းကမ်းတွေထိုးပေါက်အဆောက်အဦတွေဖျက်ဆီးနေကြပါတယ်အဲ့ဒါကြောင့်အခုတော့တမနာထရမ့်ရဲ့နိုင်ငံတော်လုံခြုံရေးအဖွဲ့ကကယ်လီဖိုးနီးယားပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအယောက်2000ကိုဒီအတိကယုံကိုနှိမ်နှင်းပြီးစိုးသွမ်းလာတဲ့မက္ဆီကန်တွေရောခိုးဝင်ကျူးကျော်အထောက်ထားမဲ့ မှန်သမျှကိုအကုန်ထောင်ထဲထည့်ဖို့လက်နက်အပြည့်အစုံနဲ့စစ်တပ်ကို အာဏာအပြည့်အဝပေးပြီး Los Angeles ကိုဆီလွတ်လပ်ပြီးဖြစ်ပါတယ်။ပြီးတော့ California ရဲ့ပြည်နယ်အုပ်ချုပ်ရေးမှုကိုလည်း Trump ကမှားလိုက်တာကတော့အခု California ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအယောက်2000ကိုထပ်မံဖြည့်ဆည်းလိုက်တယ်။အဲ့ဒါမှဒီအဒီကယုံကိုထိမနိုင်ခဲ့ရင်တော့ပြည်နယ်အဆင့်မဟုတ်တော့ဘဲဒါဟာနိုင်ငံတော်အဆင့်ရောက်လာပြီးတော့ဘို့အစိုးရကနေ direct ဝင်ရောက်ပြီးကင်တွယ်သွားမှာဖြစ်ကြောင့်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ Los Angeles ရဲ့ data ကရဲအဖွဲ့ကထုတ်ပြန်တာကတော့အဓိကရောမှာအရန်ဆိုးဝါးအောင်အကြမ်းဖက်ခဲ့တဲ့လူ44ယောက်ကိုအခုလောလောဆယ်ဖမ်းဆီးရမိထားကြောင်းသူတို့ကိုအကြမ်းဖက်တာတွေမလုပ်ဘဲဒီနေရာကစွန့်ခွာရန်နှိုးဆော်ခဲ့ပေမဲ့လည်းမလိုက်နာဘဲ ICE အဖွဲ့ကိုအကြမ်းဖက်ပြီးတုံ့ပြန်တာတွေကြောင့်အခုလိုဖမ်းဆီးရတာဖြစ်ကြောင်းသိရပါဗျာ။ အယ်လီမျိုးတော်ဝင်ကယ်ရန်ဘက်စ်ကတောက်ကြံနေမှာအိုက်ဆော့ဖွဲ့ကို ပြင်းထန်စွာရှုံချခဲ့ပေမဲ့အခုအကြမ်းဖက်မှုတွေကပုံမိုးဆိုးရွားလာတာကြောင့်ခေါင်းဆက်မမာနိုင်တော့ပဲနဲ့သတင်းမီဒီယာတွေကိုပြောသွားတာကတော့လူသားတွေမှာငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်ခွင့်ရှိပေမဲ့အဲ့ဒါကိုခုတုံးလုပ်ပြီးစူပူအကြမ်းဖက်တဲ့အဆင့်ဖြစ်လာခဲ့ရင်တော့ဘလို့ဖြေရှင်းရမယ်ဆိုတာကိုအင်ဖြူတော်ကိုသူမဒိုင်ဒိုင် ဆက်သွယ်မေးမြန်းနေပြီးတော့လိုအပ်တဲ့ကိစ္စမှန်သမျှကိုလုံဆောင်သွားမှာဖြစ်ကြောင်း Los Angeles မြို့ဟာမကြာသေးခင်ကပဲသဘာဝဘေးရန်တွေဖြစ်တဲ့တော်မီတွေလောင်းမိမုံတိုင်းတွေကြာရောက်ခဲ့လို့နေရာတော်များများမြို့တော်များများဟာပျားတိဖြစ်ခဲ့ရကြောင်းအခုဆိုရင်အဒီကယုံထပ်ဖြစ်ပြန်လို့မိမိစိတ်မကောင်းဖြစ်ရကြောင်းပြောသွားပါတယ် LAPD ရဲ့အဖွဲ့ကတော့ဒုတိယမြောက်စနေနေ့ညနေပိုင်းရောက်တော့အခြေအနေကအနည်းငယ်ငြိမ်သက်လာခဲ့ကြောင်း ရဲတပ်ဖွဲ့အနေနဲ့နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးနေရောညမှာအလေခိုင်မှာညီသက်ချင်းရဖို့နဲ့ဒုစရိုက်မှုကင်းတွေမဖြစ်ပေါ်အောင်အထုကယူဆိုင်တွေကြောင်းပြောပါရတယ်။အမေရိကရဲ့ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Hexet ကတော့ဒီလိုဆိုးရွားတဲ့အခြေအနေတွေထပ်ဖြစ်လာရင်တော့သူ့ရဲ့စစ်တပ်ကိုနောက်ထပ်အင်အားတွေထပ်ဖြစ်ဖို့တပ်သားတွေကိုနှိုးဆော်ထားပြီးဖြစ်ကြောင်း အဲ့ဒီတက်သားတွေဟာဒီခိုးဝင်ကျူးကျော်တွေကိုနှိမ်နင်းဖို့အစဉ်သင့်ဖြစ်နေပြီဖြစ်ကြောင်းအဲလီပြည်နယ်အုပ်ချုပ်ရေးမှူးကိုပြောလိုက်ပါပြီ။ အခုတင်ဆက်ပေးလိုက်တဲ့ဗီဒီယိုဖိုင်မှာတွေ့ရတဲ့အတိုင်းပဲအဒီကီယုံဟာအရန်ဆိုးသွမ်းလွန်းလာကြောင်းသမရထရမ်ကတော့အဲ့ဒီအဲလီခိုးပင်ကျူးကျော်တွေကိုနိုင်ငံတော်နိုင်ငံကိုတော်လှန်နေတဲ့တပုံတွေလို့သုံးနှုံပြီးတော့စစ်တပ်ကိုစေလွတ်ပြီးနှိတ်ကိုရန်ကာကွယ်ရေးဝန်ကြီးဌာနကိုအမိတ်ပေးတဲ့စာကိုစနေနေ့ညမှာတော့လက်မှတ်ရေးထိုးပြီးထုတ်ပြန်လိုက်ကြောင်းအင်ဖြူတော်ကထုတ်ပြန်သွားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့ရတဲ့သတင်းလေးကိုလည်းစုစောင်းပြီးတင်ဆက်ပေးသွားပါဦးမယ် ဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုချိန်နှက်တက်ခဲ့ရဆိုရင်တော့ like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye